ဆွေအောင်မင်းကဂန်ဝင်ရှင်းဝင်ခဲ့ပြီအလုံးမင်္ဂလာပါ 3K Sport 2.0ကနေကြိုးဆိုပါရယ်ဆွေအောင်မင်းကကိုကိုကိုဘလောက်ဖြစ်တည်နေဆိုပြီးစံနှုန်းမတတ်မှထားပါဘူးသူစွမ်းနိုင်တဲ့လောက်လုပ်ပြခြင်းနေသူကိုယ်သူအားပေးနေပြီးတော့အကန့်အသတ်မရှိခြင်းဘူးသူရဲ့တဝချင်းစွမ်းဆောင်ရည်ကိုအမြင့်ဆုံးအဆင့်မှာရှိစေခြင်းခဲ့တယ်စပါတင်နဲ့သူပထမဆုံးယူရိုပါလိအောင်ပွဲပိုင်ဆိုင်ပြီးတဲ့နောက်ဆွေအောင်မင်းကိုပရီးမီးယားလိဟော်တော့ဖိန်တဲ့ပါဝင်မဲ့သူဖြစ်ခံမှန်းနေတယ်မော်ရီညိုရဲ့သားကဆွေအောင်မင်းကို ဆိုနယ်ဒိုဆိုပြီးတော့တတ်မှတ်ထားပါလိမ့်ပရီးမီးယားလိမောချန်ပီယံလိမောပါဂိုးအများဆုံးတွင်းထားနိုင်တဲ့အာရှသားဖြစ်စံချိန်တင်ထားပေမဲ့ဖိုင်နယ်အတွေ့အကြုံဟာရှားပါးခဲ့တယ်ချန်ပီယံလိဘိုလူပွဲတစ်ကြိမ်လီဖလာဘိုလူပွဲတစ်ကြိမ်သာတက်ဖူပြီးတော့နှစ်ကြိမ်စလုံးနဲ့ဒုတိယလူဖြစ်နေတာကျင်းနှက်ခဲ့ရသူဟာအခုယူရိုပါလိအောင်ပွဲကြောင့်ကန်ဒဝင်ဆန်ခဲ့ပြီဆော်မင်ကယူရိုပါလိချန်ပီယံဆုပိုင်ဆိုင်ပြီးတဲ့နောက်ကျွန်တော်ကန်ဒဝင်ဖြစ်ပြီလို့ကြွေးကြော်လိုက်ဆော်မင်ကလူတွေအများနဲ့အမှတ်ရမဲ့ထူးခြားအောင်ပွဲတွေဖန်ဆင်းခြင်းနေပြီအခုသူဆန္ဒတွေပြေဝခဲ့ပါပြီ စပါတင်ကလည်းရှိယာဒီမှာပရီးမီးယားလီရလတ်ဆိုးတွေရင်ဆိုင်ရပေမဲ့ယူရိုပါလိအောင်ပွဲရမယ်ဆိုပြီးဆွမ်းအောင်ယုံကြည်ခဲ့တယ်။စပါတင်ကစားမားရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုဆွမ်းအောင်ကြီးကျူးခဲ့တယ်။စပါတင်ကတော့ယာရုပိုင်ဆိုင်ခွင့်ရထားတာဆွမ်းအောင်ဂုံယူမိတယ်။သူ့အတွက်တောင်းဝင်ပိုကြီးလာတယ်လို့လည်းခံစားမိတယ်။အသင်းကောင်းဆောင်တောင်းဝင်ကြောင့်ဆွမ်းအောင်ဖီအားတွေနဲ့လေးလံမနေပါဘူး။ပရီးမီးယားလီအသင်းကောင်းဆောင်တဦးဘွားဟာမလွယ်ကူမှန်းသိပေမဲ့ဆွမ်းအောင်တင်ယူပြီးရင်တင်ယူရင်ရှေ့ဆက်နေပါတယ်။ဆွမ်းအောင်က ကျွန်တော်ကခက်ဆွာဆွာမဟုတ်ပါဘူးဒါပေမဲ့အသင်းတွေကလိုအပ်လာမယ်ဆိုရင်ကျွန်တော်အတန်ကုန်ခင့်နိုင်ပါတယ်အသင်းကောင်းဆောင်တူဖြစ်လို့အပြုမှုကောင်းနေနဲ့စံပြလည်းဖြစ်ချင်ပါတယ်လက်ရှိစပါးသင်းကလူငယ်နဲ့စုဖွဲ့ထားပြီးတော့ကောင်းဆောင်လမ်းကြောင်းမှန်တဲ့အခါကျန်တဲ့ကစားမတွေလည်းလမ်းကြောင်းမှန်ပါလိမ့်မယ်လို့ပြောခဲ့ဘူးလေဆောင်းမင်းစပါးကစားမဘွားကဆယ်စုနဲ့တစ်ခုတိုင်ခဲ့ပါပြီအဲဒီကာလာတွဲမှာဆောင်းမင်းကစပါးတိုက်စစ်ရဲ့အဓိကအသက်သွေးကြောဖြစ်ခဲ့ပါတယ်ဆောင်းမင်းကဟယ်ရီကိန်းနဲ့အတူတွဲဖက်လို့ပရီးမီးယားလိရဲ့အကောင်းဆုံးတိုက်စစ်အစုအဖွဲ့ကိုဖန်ဆင်းပြနိုင်ခဲ့တာပါ လက်ရှိရသည့်ယူရိုပါလိအောင်ပွဲဟာစပါတင်တို့၄ချိန်မြောက်ဥရောပဖလားအောင်ပွဲပါစပါတင်က UEFA Cup အခုယူရိုပါလိဖလား၃ချိန်နဲ့ European Cup Winners Cup တစ်ချိန်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်လက်ရှိရသည့် Premier League မှာစပါတင်ကတန်းစင်း၃သင်းရဲ့အထက်အဆင့်၁၆နေရာမှာသာရတည်နိုင်နေပေမဲ့ယူရိုပါလိအောင်ပွဲကြောင့် Champions League ဝင်ခွင့်ရခဲ့ပါပြီစပါတင်တို့လည်း၁၆နှစ်ကြာဝေးကွာနေ Champions အောင်ပွဲလည်းဖြစ်ပါတယ်ဆော်မင်ကတနေ့မှာစပါတင်ကနေထွက်ခွာတဲ့အခါကျွန်တော်ကိုဂန်နဝင်တအူးဖြစ်နေတဲ့ အမှတ်ရစေခြင်းပါလေအတင်းတင်းထဲမှာ10နှစ်လောက်ကစားတယ်ဆိုတာတကယ်ကောင်းတဲ့အားထုတ်မှုပါပဲစင်စမပြရှိဖို့လိုအပ်ပြီးတော့ဒီအတင်းအတွက်ပေးဆပ်နိုင်ရပါမယ်လို့ပြောခဲ့တယ်ဆော်မင်ကသူ့ရဲ့စကားအတိုင်းပဲသေယုတ်ဖို့ပြခဲ့သူပါဟယ်ရီကိန်းမရှိတဲ့တိုက်စစ်အတွက်နှစ်ဆပိုးယုံနေခဲ့တယ်ဂိုးတွေလည်းဆော်မင်စီကမြင်ရတယ်ဂိုးဖန်တီးမှုတွေလည်းဆော်မင်စီကမြင်ရခေါင်းဆောင်ဖြစ်လာပြီးမှဆော်မင်ပိုးတန်ပါလားဆော်မင်ခေါင်းဆောင်ဖြစ်လာပြီးမှစပါဟာပိုးတန်ပါလားချန်ပီယံပြေးလန့်ထက် ကောင်းမွန်ထားတယ် အသင်းကောင်းဆောင်လက်ပတ်မှာကြီးမားတဲ့ဖီအားတွေရှိပေမဲ့ကောင်းတဲ့ဖီအားတွေလို့ဆွေအောင်မင်းကခံယူထားတယ်။ next level ကိုရောက်ရှိစေတဲ့လူတောင်းနေနဲ့ကစားသမားတယောက်နေနဲ့ပိုကောင်းတဲ့နောက်တစ်ဆင့်ကိုရောက်သွားတာပါပဲ။အသင်းကောင်းဆောင်ဖြစ်ပြီးမှပိုတန်မာလာတဲ့အကြောင်းဆွေအောင်မင်းဝန်ခံတယ်။ဆွေအောင်မင်းကကစားမားဘွားပထမဆုံးစူဖလားအောင်ပွဲကြောင့်ပျော်မဆုံးမော်မဆုံးပါဘူး။သူ့ကိုစူဖလားအောင်ပွဲရစေခြင်းနဲ့ပရိသတ်တွေလည်းစံထပြေးခဲ့ပါပြီ။ဆုံကကဘာမှာအပျော်ဆုံးလူသားကသူပဲဆိုပြီးခက်ရွှင်ရွှင်လေးပြောလိုက်တယ်။ဆွေအောင်မင်းနဲ့တူကျွန်တော်တို့လည်း ျော်ရွှင်ရပါတယ်။ဟုတ်ကဲ့ဒီဘက်ကတော့ပဲဆွမ်းမင်းဂန်ဝင်ဖြစ်ပြီလားဘလို့ထင်လဲဗျမန်ချက်ပရိသတ်တွေလည်းမူရီတာစိတ်လေးရှေ့ထားလို့ပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးပါ